အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့အိန္ဒိယနိုင်ငံနဲ့ပါကစ္စတန်တို့တကယ်ဆစ်ဖြစ်ပွားခဲ့မယ်ဆိုရင်တော့ဘယ်သူကအနေရရှိမလဲဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လေးလုပ်ပြချပါအောင်လို့ပရိသတ်တွေကိုတောင်းဆိုချင်ပါတယ်မေလာခုနှစ်ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ ပါကစ္စတန်နိုင်ငံနဲ့အိန္ဒိယနိုင်ငံနဲ့နိုင်ငံကြားဟာတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပါတယ်။အိန္ဒိယဘက်ကလီချောင်းကနေပါကစ္စတန်ပိုင်ဆိုင်တဲ့ကာရှမီးယားနေရာဒေသကိုခုခုတိုက်ခိုက်တဲ့အတွက်ကြောင့်ပါကစ္စတန်မှာဒီဆုံးသူ26ဦးရှိပါတယ်။အိန္ဒိယရဲ့လီချောင်းတိုက်ခိုက်မှုကြောင့်ဂျင်းခေါင်းဆောင်ရဲ့မိသားစုဝန်10ဦးနဲ့သူ့ရဲ့လူယုံ10ဦးပါတိစုံခဲ့ရပါတယ်။ ပါကစ္စတန်ဘက်ကလည်းအိန္ဒိယပိုင်ဆိုင်တဲ့တိုက်လီယင်ငါးစီကူပြန်လည်ပစ်ချက်ခဲ့ပါတယ်ဒီပစ်ချက်မှုကတော့ပါကစ္စတန်ဘက်ကတိုက်လီယင်ကိုပထမဦးဆုံးအကြိမ်ပစ်ချနိုင်ခဲ့တာပဲဖြစ်ပါတယ်ပါကစ္စတန်တို့ရဲ့တုံ့ပြန်မှုတွေကြောင့်အိန္ဒိယဘက်ကလူ၁၂ဦးသေဆုံးခဲ့ရပါတယ်အိန္ဒိယနိုင်ငံနဲ့ပါကစ္စတန်နိုင်ငံကတော့နျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံဖြစ်ပါတယ်အိန္ဒိယနိုင်ငံနဲ့ပါကစ္စတန်နိုင်ငံကတော့နျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့နိုင်ငံဖြစ်တဲ့ဆိုတော့ အကယ်လို့ဒီထက်မကအချင်းပူဆူသွားခဲ့မယ်ဆိုရင်တော့နျူကလ িয়ার စစ်ပွဲပါဖြစ်လာနိုင်ပါတယ်အိန္ဒိယနိုင်ငံနဲ့ပါကစ္စတန်ကြားတင်းမာမှုနဲ့ပတ်သက်ပြီးတော့တရုတ်အမေရိကန်ရုရှားတို့ကလည်းစီလုံအားထုတ်ဖို့လူတွေလို့တိုက်တွန်းခဲ့ပါတယ်။တကယ်လို့အိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံဟာဆက်ပစ်သွားခဲ့ရင်တော့ဘသူကအပူရင်အတုံးလဲပ ပြီးတော့နျူကလ িয়ার အလစ်နဲ့ပိုင်ဆိုင်တဲ့အနေငန်းဖြစ်တယ်ဆိုတော့ကမ္ဘာကြီးကထိန်းချုပ်နေမှာမဟုတ်ပါဘူးအိန္ဒိယနိုင်ငံနဲ့ပါကစ္စတန်နိုင်ငံကတော့ကမ္ဘာအကြီးဆုံးစိတ်အားများစုထဲကတစ်ခုဖြစ်ပြီးတော့တကယ်လို့ဆက်ဖြစ်တယ်ဆိုရင်တော့ယီနန်နဲ့ကွန်ဒွေယီလန်ကျောင်းတွေစီပွားရေးနေပညာရေးတိုးတက်မှုတွေထိခိုက်စေနိုင်ပါတယ်ဟုတ်ကဲ့ပါအိန္ဒိယနိုင်ငံနဲ့ပါကစ္စတန်နိုင်ငံနိုင်ငံရဲ့စစ်တေအင်အားတွေနဲ့နျူကလ িয়ার လက်နက်ပယ်မှာဘယ်သူကအပူအင်အားကြီးနေလဲဆိုတာကြည့်ကြရအောင် အိန္ဒိယနိုင်ငံက2025ခုနှစ်မှာကမ္ဘာလူဦးရေအများဆုံးနိုင်ငံဖြစ်ပြီးတော့လူဦးရေစုစုပေါင်း10ဘီလီယံကျော်ရှိပါတယ်။အိန္ဒိယနိုင်ငံရဲ့အလုံးစုံဆေးရေးဆွေးရေးကတော့ပါကစ္စတန်ထက်တိတိတတ်တာကျော်လွန်နေပါတယ်။ပြီးတော့ Global Firepower ရဲ့ na thong sing a sei a sin tam mat chad ri ya india ne ngang ka ro ka ba bo ga sa ro ta myo se in a kaung so ne ngang phi phi pakistan ne ngang ka ro a sin se ni ma ta shi ni khe ba de india ne ngang ka ro ka ba bo ma ပင်စမအမြောက်ဆက်ရည်အတုံးအများဆုံးနိုင်ငံပဲဖြစ်ပါတယ်2024ခုနှစ်မှာအိန္ဒိယနိုင်ငံကစစ်တပ်အတွက်ဒေါ်လာ66ဘီလီယံကျော်သုံးစွဲခဲ့ပါတယ် နိုင်ရှင်ကြည့်မယ်ဆိုရင်တော့ပါကစ္စတန်နိုင်ငံက2024ခုနှစ်မှာစက်တအတွက်ဒေါ်လာ10ဘီလီယံကျော်သုံးစွဲခဲ့ပါတယ်။အိန္ဒိယနိုင်ငံရဲ့စုစုပေါင်းစည်အင်အားမှာတော့တပ်ဖွဲ့ဝင်9တန်းကျော်ရှိပြီးပါကစ္စတန်နိုင်ငံကတော့စည်အင်အားတပ်ဖွဲ့ဝင်တန်းကျော်ရှိပါတယ်။အိန္ဒိယနိုင်ငံပိုင်ဆိုင်တဲ့ဆက်လီယင်ကတော့1229စီပိုင်ဆိုင်ထားပြီးတော့ပါကစ္စတန်နိုင်ငံကတော့ဆက်လီယင်အစီ1399စီရှိပါတယ် ပြီးတော့အိန္ဒိယနိုင်ငံရဲ့တိုက်ခိုက်ရေးတင်ကာကတော့3250ရှိရှိပြီးပါကစ္စတန်ကတော့တိုက်ခိုက်ရေးတင်ကာ1839ရှိရှိပါတယ်။အိန္ဒိယနိုင်ငံကရေတပ်ပိုင်ဆိုင်မှု293ခုရှိပြီးပါကစ္စတန်နိုင်ငံကတော့ရေတပ်ပိုင်ဆိုင်မှု122ခုပိုင်ဆိုင်ထားပါတယ်။အိန္ဒိယနိုင်ငံနဲ့ပါကစ္စတန်နိုင်ငံရဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်မှု အိန္ဒိယနိုင်ငံကနျူကလ িয়ার လက်နက်အတွက်ဒေါ်လာ1ဒသမ9ဘီလီယံကျော်သုံးစွဲပြီးပါကစ္စတန်နိုင်ငံကတော့နျူကလ িয়ার လက်နက်အတွက်ဒေါ်လာ10ဘီလီယံကျော်သုံးစွဲခဲ့ပါတယ်။အိန္ဒိယအနေနဲ့ပထမဆုံးနျူကလ িয়ার လက်နက်စင်တာမှုကို1980ခုနှစ်မေလမှာပြုလုပ်ပြီး1998ခုနှစ်မေလမှာတော့နောက်ထပ်စင်တာမှု၅ချိန်ပြုလုပ်ပြီးသူ့ကိုယ်သူနျူကလ িয়ার လက်နက်အတွက်ကြီးညာခဲ့ပါတယ် ပါကစ္စတန်နိုင်ငံရဲ့ပထမအဆုံးနျူကလ িয়ার လက်နက်စံတမှုကို1998ခုနှစ်မှာပြုလုပ်ခဲ့ပြီးတော့နျူကလ িয়ার နိုင်ငံအဖြစ်တရားဝင်ဖြစ်လာခဲ့ပါတယ်။ထို့အချိန်ကနေစပြီးတော့အိန္ဒိယနိုင်ငံနဲ့ပါကစ္စတန်နိုင်ငံဟာလက်နက်ပိုင်ဆိုင်မှုတွေဖြစ်လာခဲ့ပါတယ်။ပါကစ္စတန်နိုင်ငံကတော့နျူကလ িয়ার လက်နက်ပုံ180ခုရှိပြီးအိန္ဒိယနိုင်ငံကနျူကလ িয়ার လက်နက်ပုံ180ခုရှိပါတယ်။ အိန္ဒိယနိုင်ငံကိုလက်နက်တင်သွင်းတဲ့နိုင်ငံတွေကတော့ရုရှားနိုင်ငံ၊ပင်တိနိုင်ငံ၊ဣသရေလနိုင်ငံတို့ပဲဖြစ်ပါတယ်။ပါကစ္စတန်နိုင်ငံကိုလက်နက်တင်သွင်းခဲ့တဲ့နိုင်ငံတွေကတော့တရုတ်နိုင်ငံ၊နယ်သာလန်နိုင်ငံနဲ့တူရကီနိုင်ငံတို့ပဲဖြစ်ပါတယ်။တကယ်လို့အိန္ဒိယနိုင်ငံနဲ့ပါကစ္စတန်နိုင်ငံတို့ဆက်ဖြစ်ကြမယ်ဆိုရင်တော့အိန္ဒိယနိုင်ငံကစစ်နေချီပူများပါတယ်။ဘာဖြစ်လို့လဲဆိုတော့အိန္ဒိယနိုင်ငံကလက်နက်အင်အားလူအင်အားနဲ့ နျူကလ িয়ার နဲ့ပတ်ဆိုင်မှုမှာပါကစ္စတန်ထက်တိတိတတကျော်လွန်နေလို့ပဲဖြစ်ပါတယ်ဘာပဲဖြစ်ဖြစ်အိန္ဒိယနိုင်ငံနဲ့ပါကစ္စတန်နိုင်ငံတို့အကြားဆက်ပြီးငင်းဖို့ဆိုတာမဖြစ်နိုင်တော့ပါပဲ။ဟုတ်ကဲ့ပါအခုကျွန်တော်တင်ဆက်ပြီးတဲ့ဗီဒီယိုလေးကတော့အိန္ဒိယနိုင်ငံနဲ့ပါကစ္စတန်တို့အကြားဆက်ပွဲဖြစ်တဲ့အကြောင်းပဲဖြစ်ပါတယ်။ပရိသတ်တွေရဲ့ထင်မြင်ချက်လေးတွေလည်း comment လေးမှာလာရောက်ဆွေးနွေးသွားနိုင်ပါတယ်။ချစ်ရှုနားထောင်ပြီးတဲ့ပရိသတ်တွေအားလုံးအထူးပဲကျေးဇူးတင်ပါတယ်။